ချစ်ဒေတာပြောင်းလဲသွားတာတောင်ကူရဲ့ဒီလန်းကြီးရောဘာတွေပြောင်းလဲသွားပြီလဲဘယ်အရာတွေကများအရင်အတိုင်းမပြောင်းမလဲရှိနေပြီလဲကြီးကြီးလိုက်နော်အရာရာကအချိန်တစ်ခုကြာရင်ပြောင်းလဲသွားတတာတဘာဝပါဒါပေမဲ့တောင်ကူရဲ့ဒီလန်းလေးမှာရောဘယ်အရာတွေကသစ္စာရှိရှိရှိနေလဲဘယ်အရာတွေကပြောင်းလဲသွားပြီလဲဆိုတာကြည့်လိုက်ရအောင်နော်တချို့သောဆိုင်လေးတွေတချို့သောအမှတ်တရနေရာလေးတွေက ိုယ့်ရဲ့ရင်ထဲမှာရှိနေတဲ့ပုံရိပ်လေးတွေနဲ့ထပ်တူကြရဲ့လားလေ့လာကြည့်နော်တချို့တော့အမှတ်တရနေရာလေးတွေကမပြောင်းလဲပဲနဲ့သစ္စာရှိရှိရှိနေတဲ့ဆိုင်လေးတွေလည်းတွေ့နေရမယ်နော်ဒီလန်းလေးကဘာလန်းလေးလဲရောမှတ်မိကြရဲ့လားမသိဘူးရှင်တချို့တော့အဆောက်အုံလေးကပြောင်းလဲတော့ပြင်မဲ့လဲတချို့တော့အဆောက်အုံတွေကပြောင်းလဲခြင်းမရှိဘဲနဲ့အရင်ပုံအတိုင်းလေးပဲကျန်ရှိနေတာမျိုးလေးတွေလည်းရှိပါသေးတယ် ီလန်းလေးမှာဆိုရင်ဆိုင်ကယ်တန်လေးတွေလည်းကြားရမယ်။ကားမောင်းတဲ့အတန်လေးလည်းကြားရမယ်။ဈေးသည်ရဲ့ဈေးရောက်တဲ့အတန်လေးတွေလည်းကြားရမယ်။အဲဒီလိုဆူဆူညံညံလေးတွေအားလည်းတခါတလေကြားလို့ရှိရင်အထီးကျန်မှုပြပြောက်စေတယ်နော်ဒီရှိမှာဆက်မောင်းသွားမယ်ဆိုလို့ရှိရင်လေအမ်ဘာလန်းလေးရှိမလဲအဲ့လန်းလေးတွေကိုတီးကြရလားစိတ်ထဲကနေခံမှန်းကြည့်ရင်ねဒီလန်းလေးရဲ့နာမည်လေးတွေအမှတ်တရလေးတွေကိုပြန်မလဲပြီးတော့တူဖော်လိုက်ကြမယ်နော် တချို့သောအမှတ်တရတွေဆိုတာဓာတ်ပုံရှိမှဓာတ်ပုံသိမ်းထားမှအမှတ်ရတာမျိုးမဟုတ်ပဲနဲ့လေကိုယ့်ရဲ့နှလုံးသားထဲမှာမှတ်မိနေတဲ့အရာမျိုးသိမ်းထားတဲ့အရာမျိုးဆိုတာလေအမှတ်တရပါပဲ။